အားလုံးပဲမင်္ဂလာပါ Marshall Academy Channel နဲ့ပြည်သူအားလုံးကြိုဆိုပါရခင်ဗျာကျွန်တော်တို့ Marshall Academy Channel အဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC ဆက်ရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel တစ်ခုပါဒါကြောင့်မလို့ Marshall လောကကိုချိန်နေတဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့ကျွန်တော်ကမြစ်တရခံတောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒါဆိုရင်တော့ဒီနေ့ကျွန်တော်ပြောချင်တာကတော့ UFC က Imperial မှာကျင်းပမဲ့ပွဲစဉ် အိန္ဒိယတူပူရီယာနဲ့ထိုးသက်ချင်တယ်လို့ပြောလာတဲ့အစ္စလာမ်မကာရှက်ပြည့်အကြောင်းကိုကျွန်တော်ကပြည်သက်တွေစီပြောကျွန်တော်တို့ပြည်သက်တွေအားလုံးလည်းသိထားတဲ့အတိုင်းပဲအစ္စလာမ်မကာရှက်နဲ့အိန္ဒိယတူပူရီယာတို့တွဲဆိုင်ဆိုတာ UFC ပြည်သက်တော်တော်များများကညင်ညင်နေကြလို့တွဲဆိုင်တွဲဖြစ် UFC ရဲ့ lightweight တန်းမှာအချင်းတော်ကြာတိမင်းမှုထားတဲ့အစ္စလာမ်မကာရှက်ကလာမယ့် November လမှာဆိုရင် welterweight တန်းကိုတက်ပြီးတော့ Jack Della Mandalina နဲ့ welterweight တန်း champion ခပ်ပတ်ကိုစင်ခေါ်တော့မယ် အီလီယာတိုပူရီယားကလက်ရှိမှာ UFC lightweight တန်းချန်ပီယံဖြစ်လာတယ်။အရင်ကအကြောင်းလေးကိုကျွန်တော်တို့ပြန်ပြောရမယ်ဆိုရင်အစ္စလာမကာရှက်က UFC ရဲ့ lightweight တန်းချန်ပီယံ။အီလီယာတိုပူရီယားက featherweight တန်းချန်ပီယံ။အဲ့ဒီအချိန်မှာတိုပူရီယားက weight တန်းတက်ပြီးတော့မကာရှက်နဲ့ထိုးမယ်ဆိုပြီးစီစဉ်ထားတယ်။ promotion ဘက်ကလည်းအဲ့ဒီပွဲကိုတည်ပေးဖို့ရာဂိုင်းတို့တော်တော်လေးများတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာမကာရှက်က lightweight တန်းခပတ်ကိုဆွန့်လွှတ်လိုက်တယ်ပြီးတော့ featherweight တန်းကိုတက်သွားတယ်။အဲ့ဒီအချိန်မှာ အီလီယာတိုပူရီယာနဲ့ချားဆိုလီဗေရာတို့ကပွဲဖြစ်သွားတယ်။အဲ့ဒီပွဲမှာချားဆိုလီဗေရာကိုအီလီယာတိုပူရီယာကပထမချိန်မှာပဲအလဲထိုးလိုက်တဲ့ UFC ရဲ့ lightweight ထဲချန်ပီယံဖြစ်လာ။အဲ့ဒီအချိန်မှာပြိတ္တအလုံးကဗျာတော်တော်များများကဝေဖန်ကြတာကမကာရှက်ကမကာရှက်ကတိုပူရီယာကိုမနိုင်နိုင်ဘူးထင်တာနဲ့ဝေတန်းတက်ပြီးပြေးတယ်ဒီကောင်ကငကြောက်လုံးဝမထိုးရဘူးသူ့ကိုနိုင်မဲ့ fighter ပေါ်လာတာနဲ့တက်ပြီးပြေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝေဖန်ကြတယ် အဲ့ဒီအချိန်မှာမကာရှက်ကတော့ဘာမှမပြောသေးဘူးဒါပေမဲ့မချသေးခင်ကတော့မကာရှက်ကပြောလာပြီသူ့အနေနဲ့အီလီယာတိုပူရီယာနဲ့ထိုးကျင်တယ်ဘယ်မှာထိုးကျင်လာလဲဆိုတော့အိမ်ဘီရိုမှာချင်းပမဲ့ပွဲမှာထိုးကျင်တယ်ဆိုပြီးပြောလာတယ် UFC ကလာမယ့်2026ဇွန်လမှာ International Fight Week Gala မှာချင်းပမဲ့ပွဲစဉ်ကိုတော်နေထွန်းကအင်ဖြူတော်မှာကျင်းပခြင်းနဲ့ဆိုပြီးတော့မှဒီနာဝိုက်တို့ကိုပြောထားတယ်ဒီနာဝိုက်ကလည်းအင်ဖြူတော်မှာကျင်းပဖို့အစီအစဉ်လေးရှိနေတယ်အဲ့ဒီအတွက်လည်းသူတို့တွေအသေးစိတ်ဆွေးနွေးနေကြတယ် လက်ရှိချိန်ဒီတော့အကောင့်ထဲပေါနေတယ်ဒါမှတရားဝင်တော့ဘယ်ချိန်နေဘယ်ရက်နေဘာမှပြောထားခြင်းမရှိသေးဘူးအင်ဖြူတော် မှာလုံးဝဆိုပြီးတော့ပဲပြောထားသေးတယ်အဲ့ဒီအချိန်မှာ fighter တော်တော်များများကပွဲထိုးခြင်းနေကြတယ်ဗျာပြိသက်အားလုံးလည်းတီထားပြီးသားချုံချုံဆိုအစိုးဆုံးချုံချုံကအဲ့ဒီအင်ဖြူတော်မှာပွဲထိုးခြင်းနေထိုးခြင်းနေဆိုပြီးခဏခဏပြောနေတာ ကြားထဲမှာဂျွန်ဂျုံအကြောင်းလေးကိုနည်းနည်းလေးညှက်ပြောခြင်းနဲ့ဂျွန်ဂျုံကအဲ့လိုမျိုးပွဲထိုးခြင်းနဲ့လက်ရှိမှာလဲ LS Barrier ကလည်း Light Heavyweight ထဲမှာလည်းပြန်ရွက်ကင်းနေပြီ။အဲ့တော့အခုဖြစ်နေတာက LS Barrier နဲ့ဂျွန်ဂျုံတို့ရဲ့ပွဲက UFC White House မှာကောင်းပွဲတည်ပြီးဖို့အစီအစဉ်တွေရှိနေတယ်ဆိုပြီးသတင်းတွေထွက်နေတယ်။အဲ့ဒီကိစ္စက Holy Joy ဖြစ်နေတဲ့ Fighter ညောင်လုံးကလည်းလက်ခံထားတယ်ပြီးတော့ UFC ကလည်းအဲ့ဒီကိစ္စကိုစဉ်းစားနေတယ်ဒါကြောင့်မလို့အင်ဖြူတော်မှာအဲ့ဒီတွဲဆိုင်ကခေါင်းပွဲဖြစ်ဖို့ရာခိုင်နှုန်းများနေတယ်ဆိုပြီးကျွန်တော်တို့ကသိရတယ်နောက်ထပ်တွဲဆိုင်တစ်တွဲကအခု ဖြစ်လာတဲ့အစ္စလမ်မကာရှက်နဲ့အီလီယာတူပူရီယာတို့တွဲဆိုင်ဆိုပြီးပြည်သက်တွေကပြောနေကြတယ်။အစ္စလမ်မကာရှက်ကဒီကိစ္စနဲ့ပတ်သက်ပြီးဘလို့ပြောသွားလဲဆိုတော့သူအနေနဲ့အီလီယာတူပူရီယာနဲ့ထိုးကျင်တယ်။အီလီယာတူပူရီယာနဲ့သူနဲ့အင်ဖြူရောမှာကစားလိုက်ရင်သူတို့ပွဲလောက်ကြီးကျယ်ခမ်းနားတဲ့တွဲဆိုင်ရှိတော့မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့မကာရှက်ကအခုလိုမျိုးပြောသွားပါတယ်။ကျွန်တော်အနေနဲ့အီလီယာတူပူရီယာနဲ့ချားဆိုလေဗေရာတို့ရဲ့ lightweight dan champion လူပွဲကိုကျွန်တော်ကြည့်ပစ်တယ်။ အီလီယာတိုပူရီယာရဲ့ကစားပုံကတော်တော်လေးကိုကောင်းတော့ကျွန်တော်ကတွေးရတယ် UFC ကအင်ဖြူတော်မှာကျင်းပမဲ့ပွဲမှာကျွန်တော်ပွဲကစားခြင်းနဲ့ Fighter အများစုကလည်းအဲ့ဒီမှာပွဲကစားခြင်းကြလေကျွန်တော်လည်းအဲ့ဒီတွေကတယောက်ပါပဲ UFC ကအင်ဖြူတော်မှာကျင်းပမဲ့ပွဲမှာကြီးကြပ်ခမ်းနားတဲ့တွဲဆိုင်တွေပဲထည့်ပေးမယ်ဆိုတာကျွန်တော်သိတယ်ကျွန်တော်နဲ့အီလီယာတိုပူရီယာနဲ့ကိုအဲ့ဒီမှာပွဲတည်ပေးပါကျွန်တော်တို့နှစ်ယောက်လုံးလည်းထိုးသက်ခြင်းနဲ့ကျွန်တော်တို့တွဲဆိုင်တဲ့ကြီးကျယ်ခမ်းနားတဲ့တွဲဆိုင်ဆိုတာရှိလာမှာမဟုတ်ပါဘူးဆိုပြီးတော့အစ္စလာမကာရှပ်ကပြောသွားတယ် အစ္စလာမ်မကာရှက်ပြပြောပုံရတော့အင်ဖြူတော်မှာကျင်းပမဲ့ပွဲမှာသူကတိုပူရီယန်နဲ့ထိုးကျင်တယ်ဆိုပြီးပြောသွားတာဒါကလည်းပရိသတ်တွေကလူကျင်နေတဲ့တွဲဆိုင်တဲ့တွဲကိုအခုမှမကာရှက်ကထိုးကျင်တယ်ဆိုပြီးပြောလာတာဒါပေမဲ့အဲ့လောက်ဒီအခင်းကျင်းကတော့လွဲမယ်မထင်ဘူးဗျာဘာကြောင့်လဲဆိုတော့မကာရှက်ကလည်းအခုပြိုင်မကင်းနေတာမဟုတ်ဘူးဗျာသူ့အနေနဲ့ဝဲတဝိတ်တဲမှာချက်တယ်လာမန္တလီနာနဲ့ထိုးအောင် အဲ့ဒီပြိုင်ပွဲမှာ तू ကချန်ပီယံဖြစ်သွားရင်တော့ तू ပြောသလိုတိုပူရီးယားနဲ့ထိုးရနိုင်တယ်။တိုပူရီးယားရဲ့ကလက်ရှိမှာ prime time ကိုရောက်နေတဲ့ fighter ဗျာ။အဲ့တော့အခုလာမယ့်ပွဲမှာ तू ကချန်ပီယံကာဝယ်ပွဲတွေထိုးမယ်ထိုးပြီးလို့နိုင်မို့ကလည်းရာခိုင်လို့မရတယ်။ဒါပေမဲ့ MMA ဆိုတာဘာမှမဆိုဖြစ်သွားနိုင်တယ်ဆိုတော့လည်းကျွန်တော်တို့က3ပြုရမယ်။ဒီပွဲကဘလို့အခင်းချင်းဖြစ်မှဖြစ်လာမလဲဆိုတော့ တူပူရီယာကလည်းသူ့ရဲ့လာမယ့်ချန်ပီယံကာဝယ်ပွဲတွေမှာကောင်းကောင်းတိုက်တယ်လေကို defense လုပ်နိုင်မယ်။ချန်ပီယံတရဖူကပြုတ်မသွားဘူး။ပြီးတော့မကာရှက်ကလည်းအခုထိုးမဲ့ဝက်တဝိတ်တန်းချန်ပီယံလူဝဲမှာချက်တယ်လာမန္တလီနာကိုနိုင်ရမယ်ဗျ။အဲ့ဒီလိုနိုင်မှပဲဒီအခင်းချင်းကဖြစ်လာမှာ။အခုနဲ့ထိုးရမယ့်ပြိုင်ဘက်တွေကလည်းလွယ်ကူနေတဲ့ fighter တွေတော့မဟုတ်ဘူးဗျ။ချက်တယ်လာမန္တလီနာဆိုတာကလည်းလုံးဝ short တွက်လို့မရတဲ့ fighter ဗျ။ပီလာမိုဟာမက်လို fighter ဖီလာမိုဟာမက်ဆိုတာလည်းမကာရှက်ကလိုပဲစွမ်းဆောင်အကောင်းတဲ့ fighter ပဲအဲ့ဒီလို fighter ကိုတော့ဖြုတ်ပြီးချန်ပီယံတရဖူကိုတင်ပိုက်ပြသွားတဲ့ fighter အဲ့တော့ short တွက်လို့မရဘူးပြီးတော့ Ilya Topuria နဲ့တွေ့မှာကလည်း Justin KG တို့ Paddy Pimblett တို့ပဲအဲ့လို fighter တွေနဲ့တွေ့ရမှာဒါကြောင့်မလို့အခင်းချင်းတွေကဘာမှမဖြစ်သွားနိုင်သေးတယ်အနေအထားတစ်ခုရပြောဖို့စောနေသေးတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဒါကတော့လက်ရှိချိန်မှာဖြစ်နေတဲ့သတင်းလေးကိုကျွန်တော်ကပရိသတ်တွေစီဝေမျှပေးတာပါအစ္စလာမ်မကာရှက်ကအီလီယာတိုပူရီယာကိုစင်ခေါ်လိုက်တယ် ပြီးတော့အစ္စလာမ်ကာရှက်ကထပ်ပြောသေးတယ်သူကဝိတ်တန်းတက်ပြီးသွားတာကတိုပူရီယာကိုကြောက်လို့မဟုတ်ဘူးသူကဝိတ်တန်းနှစ်ခုရဲ့ချန်ပီယံဆိုတော့ဂုံဘိုးတစ်ခုရကျင်နေဆိုလို့တက်သွားတယ်ဆိုပြီးသူကပြောထားတယ်အခင်းချင်းတွေကတော့နည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းနေတယ်ဒီအခင်းချင်းတွေကလာမယ့်နိုဝင်ဘာလမှာမကာရှက်ဝက်ဒဝိတ်တန်းချန်ပီယံဖြစ်လာမလားဆိုတော့ကျွန်တော်တို့ကစောင့်ကြည့်ရမယ်အဲ့ဒါပြီးရင်တော့ဘယ်လိုအခင်းချင်းတွေဖြစ်လာမလဲဆိုတာကျွန်တော်တို့ကစက်ပြီးပြောလို့ရမှာဒါကတော့မကာရှက်ကစိန်ခေါ်လိုက်တဲ့အကြောင်းပါအခုနောက်ကလည်းကျွန်တော်စကားကြုံလို့ပြောသွားခဲ့ပါသေးတယ် အဲ့ဒါကတော့အင်ဖြူတော်မှာကျင်းပမဲ့ပွဲစဉ်မှာတော်တော်လေးကွန်မှာတရင်ထွက်နေတဲ့ပါရယာနဲ့ဂျွန်ဂျုံတို့ရဲ့ပွဲချောင်းမှာပါရယာနဲ့ဂျွန်ဂျုံတို့ပွဲချောင်းကိုကျွန်တော်သိစိတ်ချင်ပါတယ်။ဘာကြောင့်ပြောချင်တာလဲဆိုတော့ဒီပွဲကိုမြန်မာပြည်သက်တော်တော်များများကလည်းစိတ်ဝင်စားကြတယ်။ပြီးတော့ဂျွန်ဂျုံဆိုတာကလည်း greatest of all time go fighter တယောက် LS ပါရယာဆိုတာကလည်း UFC မှာတကယ်ကိုပြိုင်ပွဲခင်းနေတဲ့ချန်ပီယံတယောက်ဒါကြောင့်အဲ့ဒီပွဲကလည်းကြီးကောင်းမဲ့ပွဲဖြစ်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ် Ellis Pereira ကမာကိုမန်အန်ဂါလာရဲ့ကိုပြန်ပြီးအနိုင်ယူပြီး UFC Light Heavyweight တန်းချန်ပီယံအသစ်ဖြစ်လာတယ်။ဒါကြောင့်မလို့သူ့ရဲ့ပြိုင်ဘက်တွေကတော်တော်ကင်းသွားပြီလို့ပြောလို့ရတယ်။ချွန်ကျုံးကလည်းအနိုင်ယူသွားပြီလို့ပြောတယ်။ဒါပေမဲ့အခု UFC ကအင်ဖြူတော်မှာကျင်းပမယ့်ပွဲမှာသူကပြန်ထိုးကျင်နေဆိုပြီးတစ်ခေါက်ပြောလာတယ်။ဒါပေမဲ့ဒီနာဝက်ကသူ့ကိုလုံးဝကျင်းတဲ့မယုံသေးဘူး။ဘာကြောင့်လဲဆိုတော့သူကအဲ့လိုမျိုးကနာကနာနှုတ်ထွက်နေတဲ့ fighter ဖြစ်နေလို့ကြောင့်မလို့ဒေနာဝိုက်နဲ့နည်းနည်းလေးညှိထားတဲ့အပိုင်းလေးတွေရှိတယ်။ဒါကြောင့်မလို့ဒေနာဝိုက်ကသူ့ကို official ပွဲပေးမယ်မပေးဘူးမပြောသေးဘူးဒါပေမဲ့လက်ရှိမှာက LS Paria ကလည်းဒီလိုနိုင်သွားတော့ holy တကြော်ကြော်တွေဖြစ်သွားတယ်ဗျာ fighter ညာလုံးကလည်းပြန်လည်းသဘောတူကြတယ်ပွဲထုတ်ဖို့စိန်ခေါ်တာတွေပြိသက်တွေကလည်းမြင်နေတယ်ဒါကြောင့်မလို့ဒီပွဲကလည်းဖြစ်လာနိုင်တဲ့ပွဲချန်တပွဲဖြစ်မယ်လို့ကျွန်တော်ကတော့မြင်တယ်ဘလို့ဒီပြစ်လာအောင်မလဲဆိုတော့စောင့်ကြည့်ရမယ်။နောက်နှစ်6လပိုင်းလောက်မှကြည့်ရမှာဆိုတော့ပွဲတွေကပြောဖို့စောသေးတယ်လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ခင်ဗျာ။ဒါကတော့ UFC ရဲ့အင်ဖြူတော်မှာကျင်းပမဲ့ပွဲစဉ်မှာထိုးသက်ချင်နေကြတဲ့ fighter တွေရဲ့အကြောင်းပါ ပြီးတော့ထူးခြားတဲ့အကြောင်းလေးလည်းထပ်ပြောချင်ပါသေးတယ်ကော်နာမဂရီဂေါ်ကလည်းအဲ့ဒီအင်ဖြူရောမှာကျင်းပမဲ့ UFC ပွဲစဉ်မှာသူလည်းပွဲထိုးခြင်းနဲ့ဆိုပြီးပြောထားပါတယ်အင်ဖြူရောမှာကျင်းပမဲ့ပွဲစဉ်တကယ်ဖြစ်လာရင်တော့တကယ်ခံခံနာနာဖြစ်လိမ့်မယ်နမေဂျောဖိုင်တာပေါင်းများစွာနဲ့ထိုးတတ်မဲ့ပွဲချင်းဖြစ်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျဒီနေ့ပြောချင်တာကတော့ဒါပါပဲအစ္စလာမ်မကာရှက်နဲ့အီလီယာတိုပူရီယာတို့အကြောင်း ပါရယာနဲ့ဂျုံဂျုံတို့အချောင်းလေးကိုကျွန်တော်ကပရိသတ်တွေတီးအောင်လာရမျှဝေပေးတာပါ။နောက်ရက်ဒီမှာလည်းကျွန်တော်ရဲ့ Marsh Academy Channel နဲ့ကုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ One Championship UFC ဆားရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြုဖိုင်တာတွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Marsh Local Channel တဲ့ Nikori နေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မြင့်တက်ခင်ရပါတယ်ခင်ဗျာ။ပရိသတ်အလုံးထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။